အရွယ်ကောင်းတဲ့အချိန်မှာစီးပွားဥစ္စာရှာအရွယ်ကောင်းတဲ့အချိန်မှာတရားကျင့်ဒီနှစ်ခုကအရွယ်ကောင်းလို့လုပ်ရတယ်စီးပွားရှာတာလည်းအရွယ်ကောင်းလို့ပဲလုပ်ရမယ်ပထမအရွယ်ဟာအမြဲတမ်းကောင်းတဲ့ပထမအရွယ်မှာစီးပွားရှာရမယ်ပထမအရွယ်မှာတရားရှာရမယ်အဲ့လိုပထမဒီအရွယ်ကောင်းတဲ့အချိန်လေးမှာပစ္စည်းဥစ္စာလည်းမရှာဘူး ကိုယ်ကိုယ်လည်းပြင်ဆင်မှုမလုပ်ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲလို့ဆိုလို့ရှိရင်ဒီငါးတွေကုံသွားတဲ့ရေအိုင်လေးထဲမှာရေအိုင်လေးနားမှာရေအိုင်ထဲကငါးလေးတွေကိုဖမ်းဆားပြီးတော့နေတဲ့ချိုးကြငှက်ကြီးတွေဟာအတောင်ကျွတ်သွားတာနဲ့တပြိုင်နက်သူတို့ကထပြီးပြန်နိုင်ခြင်းမရှိတော့ဘူးရေကနေကငါးတွေလည်းကုံပြီးသူတို့မှလည်းအတောင်ကျွတ်နေပြီးတခြားပြောင်းစရာလည်းအချိန်မရှိတော့ဘူးအဲ့ဒီအတောင်ကျွတ်သွားတဲ့ငှက်ကြီးတွေဟာ ကြံမှန်ပြီးနောက်ဆုံးမှသေဝဲဝင်ရတယ်လို့ပဲလို့ဘဝတစ်ခုဟာဘာမှလုံးမရတော့တဲ့အနေအထားတစ်ခုကိုရောက်သွားနိုင်တယ်တဲ့ဒီလိုဆိုလိုတာနော်ခိနမစ္စေဝပန်းလည်းလေအဲ့ဒါလို့ဘဝမှာဒုက္ခရောက်သွားနိုင်တဲ့အကြောင်းတရားတွေလူဟာကိုယ့်ဘဝကိုပြင်ပြီးတော့စီဝါရှာမယ်အချိန်စီဝါရှာမယ် ကိုချင်းတရားကောင်းအောင်ပြုပြင်ပြီးတော့တရားရှာမယ်အချိန်တရားရှာမယ်အဲ့ဒီနှစ်ခုမှမလုပ်ဘဲနဲ့အရွယ်သုံးပါးကိုကုံလွန်သွားစေမယ်ဆိုလို့ရှိရင်ဘဝဟာဆုံးရှုံးနေနိုင်တယ်ပဲရင်ဆိုင်ရမယ်ဒီဘဝမှာဆုံးရှုံးသွားရင်နောက်ဘဝမှာကောင်းလာမှာမဟုတ်ဘူးတဲ့နောက်ဘဝမှာဒီတဲ့ဆုံးရှုံးနေတာသွားဖို့ပဲရှိတယ်တပြေးပြေးဗာနဲ့ဥပမာတူတော့ဆိုရင် twin twin တူးတဲ့လူနဲ့ဥပမာတူးတယ် တွင်းတူတဲ့လူဟာတွင်းနဲ့လေလူကအောက်ရောက်သွားလေတွင်းနဲ့လေလူကအောက်ရောက်သွားလေပဲအဲ့ဒါမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့တရားချက်ခင်သူရစဉ်ပြိဿအပေါင်းတို့သည်ကိုဘဝကိုပညာရမှာဖြစ်တယ်ကိုဘဝကိုကိုမပြင်နိုင်ဘူးဆိုရင်အထက်တန်းကိုဘယ်တော့မှတက်လန်းနိုင်မှာမဟုတ်ဘူးအထက်တန်းတက်လန်းနိုင်မှုရာအတွက်ကိုကိုချစ်ခင်မြတ်လို့တဲ့ပုဂ္ဂိုလ်တွေပြီးပြီးကိုဘဝကိုထိန်းသိမ်းဆောက်ရှောက်ရမယ်အကုသိုလ်တွေမဖြစ်အောင်ထိန်းသိမ်းဆောက်ရှောက်ရမယ်ကုသိုလ်တွေမြတ်မြတ်ရအောင် ကြိုးစားအထောက်ကြရမှာလို့ဒီလိုကိုစီကိုစီတတိတရားရပြီးတော့ကျင့်ကြံကြိုးကုန်အထောက်နိုင်ကြပါစေကုန်တည်း